အခုဒီအထည်ကတချို့တော့ဘာဖြစ်မလဲဆိုရင်ရင်ပုံမယ်နော်အပေါ်အလွှာစားဘာကရင်ပုံကိုမှတချို့တော့ short လက်ဖြစ်မယ် short လက်နော်ဒီလိုလေးသွားမယ်အထည်ကရင်ခံဖြစ်မယ်အဲ့ဒါကိုရင်ခံတက်တက်စားဘာတက်တက်ဝတ်ဆရာမလဲဦးတို့ဒီ body အောက်ပိုင်းတွဲချုပ်မယ်နော်ဒီ pattern သွားတဲ့ချိန်မှာဒီလိုနှစ်ခုလောက်ထားဖို့လိုတယ်နော်နှစ်လွှာလောက်ထားမယ်နှစ်လွှာဆိုရဲ့နေရာမှာသူပုံနှစ်ခါဆွဲလို့မရဘူးခါလေးပဲဆွဲတစ်ချက်ဆုံး pattern ဆွဲကြရဒီလိုတစ်ခုဒီမှာပင်းရလေးတွဲထားတွေ့လား လှစ်ဆွဲထားတယ်။ဆွဲလဲဆွဲမှုအောင်ဆူးလိမ့်နေကူးယူထားလိုက်။နော်။အောက်တော့အောက်လောက်ကူးယူထားလိုက်တော့အပေါ်ကဆွဲထားတဲ့အလွှာတော့ကျေလို့အပေါ်ရှင်ဘုံအတွက်ကိုသုံးမယ်။နော်။အောက်ဘက်ကိုရှင်ရှင်ကန်အတွက်ကိုသုံးမယ်။နော်ရှင်ကန်ဖော့ဆိုင်ရွေးတဲ့ခါကျရင်တမီးရှင်30နဲ့တမားဆို34လောက်ပေါ့34တမားဆို36လောက်ပေါ့အရန်ကြီးခန္ဓာကိုကြီးသွားတယ်ရင်အုံခွက်ကကျေလို့40တချို့ယူရီယာရင်မှာ42လောက်ထိလာတယ်ထင်တယ် အဲအဲ့တော့ရင်တအားကြီးသွားရတယ်ဆိုရဲသူမျိုးဆိုရင်ချေလို့ဖော့အိမ်ကြီးကိုလုပ်ပြီးတော့အဆင်မပြေဘူးအဲ့ဒါမျိုးကြာရင်ချေလို့ဖော့ချက်တွေနဲ့ customize လုပ်ရတာမျိုးတွေရှိတတ်တယ်အဲအဲ့လိုမှမလုပ်ဘူးဆိုလို့ရှိရင်ချေလို့ရှင်အောင်ကိုကပါတဲ့အိမ်ကြီးပုံစံမျိုးတိုင်းချုပ်တဲ့သူ့ဘုတ်တွေနဲ့သူပေါ့ကိုကဒီအခုချေလို့အာ노브라ချုပ်တဲ့အိမ်ကြီး step တိုင်းအကုန်ချုပ်အဲ့ဒါဆိုရင်ဖော့မပါလဲသူ့ပါသူ့ဘုတ်တွေသူ့ကွက်တီပေါ့ရတယ်နော်ဒါပေမဲ့အဲ့အချိန်မှာအရေးကြီးတာကကိုအိမ်ကြီးဝတ်မဲ့ဘော်လီသူ့ဝတ်ထားပြီးတော့ကိုတိုင်းမို့လို့ရတယ် ော့ဆိုလို့ရှိရင်စမယ်နော်ဘုံအချမ်းပေါ့နော်ရင်ဘုံအချမ်းကိုအရင်လုပ်ဖို့ရင်ဘုံအချမ်းကကျေလို့ရင်ဘုံလက်လုပ်ဖို့အတွက်ကိုအဲဒီမှာရင်ဘုံစာချက်ဆက်ထားပြီးသားထောက်ထူလာပြီးသားထောက်ကိုလေးတစ်ချဲရဲ့ကိုတိုင်းတစ်ချဲအရင်ထဲတော့တစ်ချဲဘလောက်ထဲသွားတာလဲ0.5 0.5လောက်ပဲတစ်ချဲသွားထားတယ်တစ်ချဲဒီမှာ1 1ထူထားတယ်တွေ့လားဘာဖြစ်လို့လဲဆိုဇာဘားဖြစ်မှာမဟုတ်ဇာဘားဆိုတဲ့ခါကျတော့ပိုလျော့တယ်လေပိုလျော့တဲ့အတွက်ပြောချင်တာထောက်ပိုသွားလဲရတယ်ဇာဘားမှာနော်လိုနေတောင်မှယုတ်တိရော်ရင်လည်းရင်ဘုံစာတွေအောက်ကိုကျနေမှာဆိုတဲ့အတွက်ကြောင့်မဟုတ် အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျေတို့ဒီလိုအောက်ဖက်ကိုရင်မုံကအတိပဲသွားမယ်เนาะခွဲခြင်းလည်းခွဲလို့ရတယ်เนาะသူ့လည်းခွဲခြင်းလည်းဒီလိုခွဲလို့ရတယ်ဟိုအမှန်တော့ဟိုလိုမျိုးကျေတို့အပွားကြီးကျဲသေးလေးနေသွားလို့ရှိရင်ဒီခွဲတာလေးတွေကလှတယ်ဒီကျေအရှိထဲမှာခွဲပြပြီးသွားရင်ဘုလိုဒီကျေတစ်ဆက်သေးဟာကိုချုပ်ပြချင်လို့ဒီကျေတစ်ဆက်သေးပဲသွားရမယ်အောက်ခါမခွဲတော့နော်ဒီမိုးမခွဲတော့နော်အောက်ရဲ့ပတ်တန်ကိုချေခဏဖိလိုက်ပြီးအပေါ်ဘက်ကိုဒါကရှင်ဘုံပတ်တန် ဘာတင်မလဲဆိုရင် shortlet ကိုအရင်တင်မယ်နော် shortlet အတွက်ကိုကျွန်တော်ဒီဘက်ခြမ်းလေးကိုကျွန်တော်ဒီလိုဆက်ဆွဲရမှာဖြစ်တယ်ဒီဘက်မှာဆက်ကူထပ်လို့ဆက်မယ်နော်အဲ့တော့ shortlet လုပ်ဖို့အတွက်ကိုကျွန်တော်ပခုံးလေးတိုင်းပဲဒီလိုဆက်ဆွဲမယ်နော် ဆက်ဆွဲပြီးသွားလို့ရှိရင်ဒီလိုဘယ်လောက်သွားမလဲဆိုရင်5 cm ဒီဘက်ချမ်းလေးကို5 cm ဟုတ်လားအဲ့ဒီ5 cm မှာသမီးကိုလွဲပါတယ်ရှော့လက်တာဒေါင်းမှန်ဆွဲမယ်နော်ဒေါင်းမှန်မှာသမီးကိုဘယ်လောက်ယူမလဲဆိုတော့2 cm နော်ဒီဘက်ကို5ဒီဘက်ကို2အဲ့ဒါကိုမှ0ဒီအရင်းနဲ့ဒီလိုဖုံးပြီးဆက်ပါမယ် เนาะခုံးမိဆက်တဲ့ခါကြလို့ရှိရင်ဒီဘက်ကိုတစ်ချက်လေး0.5လောက်ဝင်ပြီးတော့ဒီလိုဆက်ဟုတ်လားအခုံးသားလေးကတချို့တို့ဒီတောက်ပြီးတော့မှာရုတ်တရက်ဒီလိုလားခုံးသွားတာမျိုးမဟုတ်เนาะခုံးသားလေးအခုံးလေးတိုင်းရချင်တာဖြစ်တဲ့အတွက်ဒီဘက်0.5လောက်ကနေမှာဒီချက်ဒီလိုဆက်မယ်နော်เนาะအဲ့တော့ဒါလေးကိုဒီမှာကြည့် ုတရားဆိုရင်ဘုဒ္ဓီရင်ကြီးရင်ကြီးတိနော်ရင်ကြီးတိတို့လာဆက်လိုက်ကြည့်ပါမယ်ဒီနားလေးကဒီလို white ကလေးနော်ဒီလို short လက်အင်ကြီးတွေအကုန်လုံးဒီနားလေးအထိကိုဂျိုင်းနေတာအကုန်အုပ်ပြီးတော့ဒီမှာရင်ကြီးထက်ကိုတက်လာဝမ်းစင်ဒီလောက်တော့အနည်းဆုံးသွားမယ်ဂျိုင်းနေအကုန်လုံးမအုပ်ဘူးလားဒီနားလေးကသူ့ဟာသူတွန့်ရလေးနည်းနည်းလေးအဲ့လိုရှိတယ် ဲ့တော့ဒီဒီဇိုင်းကိုပဲတချို့လုံးဝမတွန့်ချင်ဘူးဆိုပြီးတော့ချုပ်လို့ရတယ်တချို့ဒီမှာငကို line တွေ့လားငကိုမြင်းဖြောက်သွားတဲ့ line ကနေမှဒီလိုလေးပဲနည်းနည်းလေးပဲဖြီးပြီးသွားနေရတယ်အဲ့တော့ဒါဒီ look ပုံမှာပဲ move တည်သွားတယ်ဟုတ်ပြီနော်ချဲကတော့ shortless ဆိုတဲ့အဲပုံစံကိုအဲဒီနားလေးကအုပ်အုပ်ကလေးသွားပြီးတော့သူ့ဘာသူ line တွန်လေးနည်းနည်းရှိနေတာလေးကိုကြိုက်တာအဲ့ဒါရှေ့ပုံစံလေးအတိုင်းပေါ့နော်ဟိုလိုမျိုးရှင်းအောင်လဲသွားလို့ရတယ်နော်နော် တချို့အခုဒီနောက်ပိုင်းကျတော့တို့ကပတ်တန်ရင်းနဲ့အတိအကျဖြစ်တဲ့အတွက်ရှင်းကျင်ပါဖြစ်လဲကျုပ်ဒီကောင်ဂျိုင်းနိုင်ထားတဲ့ဟာကကွက်တီစစ်ထားတဲ့ဂျိုင်းမဟုတ်ဘူးလားနော်ကွက်တီစစ်ထားတဲ့ဂျိုင်းကိုခုနကတော့တစ်ချက်ထောင်းမှန်ဆွဲပြသွားတဲ့ဒီ line လေးခုဒီ line လေးဟုတ်နော်ဒီ line လေးအတိုင်းကိုသွားပြီးတော့တပြည့်ဒီနားလေးနဲ့နဲ့လေးပဲဒီလိုလေးနဲ့ပဲထိလိုက်အဲ့ဒါလည်းချုပ်လို့ရတယ်ရှော့လက်ပဲဂျိုင်းကလုံးဝကွက်တီဖြစ်မယ်အဲ့တော့ဂျိုင်းသားလေးနည်းနည်းပေါ်နေနေမယ်အပေါ်မှာအုပ်ကလေးပါပဲရမလား ရအောင်เนาะအဲ့တော့အခုဒီဂျိုင်းအတွက်ကိုတမီးတို့ short လက်အတွက်ကိုဂျိုင်းစစ်ထားတာအရေးကြီးတယ်။ဘာအရေးကြီးလဲဆိုတော့လုံးဝမကြက်စင်နဲ့။တို့ကဒီလိုတောင်ထပ် short လာသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အနည်းဆုံးချေလို့ဟိုပွဲတက်လက်အတွက်ဆိုရင်2စင်တီကြီးတယ်မှာလား။2စင်တီကြီးတာဝတ်တက်တယ်လို့3စင်တီလောက်ကြီးထား။နော်ဂျိုင်းစစ်တဲ့အချိန်မှာမကြက်အောင်လို့။နော်မဟုတ်ရင်ဒီနိုင်မှာလာပြီးတော့တင်းတက် ်ပြီးတော့ဒါက short လက်မှာကျေလို့ဒီလို fight သွားတယ်တူးဆင်းတယ်ဆိုတာကလေအဲ short လက်အတွက်အနည်းဆုံးပမာဏလောက်လို့လည်းရှိသေးတယ် short လက်ကိုမှဒီလောက်လောက်ထိအုပ်သွားတာမမြင်ဘူးလားဒါမှမဟုတ်တော့လောက်ထိအုပ်သွားတယ်ဒီလိုလေဟွာလို့ရတယ်မြင်ဘူးလားနော်အဲ့ဒါလေးတွေကဘလုံးလေးမှာဝတ်လဲဆိုဒီနောက်ပိုင်းနေချီလေအဲချီအင်းချီလိုမျိုးချီလေးတွေကိုကော့ပိတ်မကပ်နဲ့ရှမ်းရင်ဘုံပုံစံမျိုးလေး ကောက်ပိတ်မကပ်ဖ ೇನೆ ရေမုံအပွားလေတို့ဒီလိုရေခူးတောက်တွေပိုင်းနဲ့လည်းမဟုတ်ဘူးမဟုတ်ဘူးညို့ပင့်တောက်ကြီးနဲ့အဲ့လိုလေးဆိုအဲ့လိုအကြသိနေလှအဲ့တော့အခုတစ်ချက်ပြောလိုက်တဲ့ fight to do လို့ကတမီးတို့ဆက်စားခြင်း pressure အနေနဲ့အတိုင်းတာတစ်ခုမှန့်ယုံလောက်ကိုဒါတစ်ချက်ပြောလိုက်တာဒါပေမဲ့တစ်ခုရှိတာဒီမခုံးဆောင်းသွားတဲ့ပမာဏလေးမခုံးဆောင်းသွားတဲ့ပမာဏလေးအတွက်ကိုအဲ့ဒါအသိမှတ်တယ်ဟဲ့လားဒီလို white ချသွားတဲ့ပမာဏလေးကိုဆက်ရှည်ခြင်းဒီဟာကိုဆက်ရှည်ရတယ် ဒါကိုဆက်ရှိမယ်ဒီလိုသွားရင်တို့ကဒီလိုရှိလာတဲ့အမျှတော့ဘာလုပ်ဖို့လိုလဲဆိုတော့အောက်ကိုချသေးဘူးဒါမှကြိုင်းဝင်လို့ရပါညာအဲ့ဒါဆိုလို့ရှိရင်ဒါအရှိချမ်းရပြီဆိုရင်တို့အနောက်ချမ်းလဲပုံစံလဲပဲနော်ဆက်ဆွဲမယ်ဖိုက်သွားတယ်ဦးစင်းနဲ့ တော့တခုရှိတာဒီမှာကတော့တစ်ချဲ pattern ကိုအရှိန်အောင်နဲ့ခွဲဆွဲပြီးပြရမယ်။တစ်ချဲတို့တကယ်တကယ် short line အတွက်ပခုံးသွားပြီဆိုရင်တစ်ချဲအနောက်ချမ်းလေးကိုဒီလိုလွှဲချတာပါ။အရှိန်ချမ်းနဲ့အနောက်ချမ်းကိုမျက်ထုတ်အရှိန်ချမ်းကိုမျက်ထုတ်ပြီးတော့မှဒီလိုလာတင်ပြီးတော့ချက်ပြ။အဲ့မှာဒီနေရာကဘာလဲမရအောင်လား။နော်။ပခုံးက तू ကဒီဟာဆက်ကြောင်းလေး။ဆက်ကြောင်းဖြစ်တဲ့အတွက်သာရတဲ့ဖြစ်အောင်လို့အခုဒါတစ်ချက်အတူတူပဲဆိုတော့ဆွဲပြရတယ်ရှိရဲ့တစ်ချက်ဒီဘက်မှာတစ်ချက်မဆွဲဘူး ဒီတိုင်းပဲဆက်ဒါထပ်ပြီးညှက်တော့เนาะအောက်ပိုင်းကတော့ကိစ္စမရှိဘူးเนาะအဲ့တော့ဒီပြဒီ short leg ကိုအရင်ညှက်ထုတ်ပြလိုက်မယ်နော် လဲရဲ့ဒီအခြေခံပမာဏလောက်နေကြတာဘာဖြစ်လဲဆိုတော့တမီးတို့ပခုံးဒီဂျိုင်းနေဝင်မဝင်နေတော့ပြန်စစ်စရာမလိုဘူးဟုတ်လားဒီပမာဏလောက်နေကဝင်နေခုနလိုတစ်ချက်ပြောရဲရှေထုတ်လိုက်ပြီဆိုလို့ရှိရင်တော့တမီးတို့ကအသေးချာတော့နော်ရှေထုတ်လိုက်ပြီဆိုရင်ဂျိုင်းပြန်ဝင်အောင်လို့ပြန်စစ်ရပြီရှိရဲအဲ့ကြောင့်အခုပထမအဦးဆုံးမှာအဲ့ဒါကြီးမလုံးစေချင်ဘူးရှော့လက်တော့ကိုအရန်ခတ်တယ်လို့ထင်သွားမှာဆိုနော်ဒါဆိုရင်မခတ်ဘူးလေဒီတော့လေကလွယ်လွယ်လေးပဲဟုတ်လားရှော့လက်တော့ကိုတို့ကပတ်တန်နေအတူအောင်သွားစင်နေဆိုမှခတ်တာ ်ပြီးပါပြီเนาะအဲ့တော့ခုနချက်ထန့်ညှက်လိုက်တော့ချက်ခုနဆွဲရတဲ့လိုင်းဟုတ်ပြီလားဟုတ်ဘူးเนาะအဲ့တော့ဒီလောက်ကဖြစ်ပါ